ဟယ်လိုအားလုံးမင်္ဂလာပါဖိုးမိုင်းချင်းကနေကြိုဆိုပါရစေအက်တလတီကိုမက်ထရစ်နဲ့ရီယယ်မက်ထရစ်တို့ရဲ့ပွဲမှာတော့အက်တလတီကမိနစ်90မိနစ်120မှာ1-0ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်နေပေါ့နော်ပထမအကြော့မှာရီယယ်က2-1နဲ့နိုင်ထားတဲ့အတွက်2ကြော်ပေါင်း2-2ဆိုတော့သူတို့ဒါပင်နေတီအဆုံးဖြတ်တွေပါနေကင်ပြီးတော့2ဂိုး4ဂိုးဆိုတဲ့ရလနဲ့ရီယယ်မက်ထရစ်ကကျွန်တော်နောက်တစ်ဆင့်ကိုတက်တယ်အာဆင်နဲ့ကျွန်တော်တွေ့တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြောရရင်အက်တလတီကမက်ထရစ်တော့တော်တော်နှမျိုးစရာကောင်းတဲ့ပွဲပါတော်တော်နှမျိုးစရာကောင်းတဲ့ပွဲပါသူတို့အနေနဲ့ ဒီစတော်စီဒီစက္ကန့်30မတိုင်ခင်မှာတင်ကျွန်တော်ဒီကော်နာကယ်လင်ကာရဲ့ဂိုးနဲ့ပေါ့နော်ဒါအရင်ဦးဆုံးစပြီးတော့ဥဆောင်ကူရတယ်အိမ်ဝင်းလေးဖြစ်တယ်ဒီရာဒီတရာဒီလုံးမှာလဲအိမ်ဝင်းမှာတပွဲပဲရှုံနေထားနေတဲ့အက်တလက်တီကိုမက်ထရစ်ကအိမ်ဝင်းအားသာချက်ဆိုတဲ့အရာနဲ့ရီယယ်မက်ထရစ်ကိုကောင်းကောင်းတုတ်ခါပေးတာပွဲဆဆာချင်းရီယယ်မက်ထရစ်ဘက်မှာရူရီကာရဲ့ထိချက်တလုံးပဲရှိတာကျန်တာအကုန်လုံးကိုအက်တလက်တီကိုရဲ့ဘက်ကဖောက်ဖောက်ဖောက်ကစားပြီးတော့ချက်ချင်းဆိုသလိုဥဆောင်ကိုယူပြသွားတော့ ပွဲရဲ့အခြေအနေအရာအလုံးကအက်တလတီကိုဘက်မှာဖြစ်သွားရောဆိုတော့အဲ့နောက်ပိုင်းမှာအက်တလတီကိုအနေနဲ့ဘောနော်ဒီဘလော့ကစားတာကတော်တော်ကောင်းနေပြရီယယ်မက်ဒရစ်အနေနဲ့ဘောလုံးကိုဘေးပက်ပက်လေးရှောက်ပီးနေတာကလွယ်လို့ရှိရင်ဘာမှတူတူကြကြကြီးကျွန်တော်မလုံနိုင်ဘူးအက်တလတီကိုအနေနဲ့တန်ပြန်နေမှာလဲယုံနိုင်တူးနိုင်တဲ့ကစားမတွေဂရီးစမန်တွေရဲ့အခြေဆက်တွေပြီးလို့ရှိရင်ဒါဂျူလီယန်အေဗရက်စ်ရဲ့အတူအလှုပ်တွေဂန်ဂျက်တွေနဲ့တောက်လျှောက်တောက်လျှောက်ဒုက္ခပေးခဲ့တာအက်တလတီကိုအနေနဲ့တိတိကျကျပူကောင်းတဲ့အခွင့်အရေးတွေဒါဖန်တီးနိုင်ရင် ဒါပွဲကအရာလုံးကသူတို့ဘက်မှာဖြစ်ရမှာကိုသူတို့ဝမ်းစည်းတဲ့ပုံကိုကမသွင်းနိုင်ဘူးပြီးရင်အက်တလတီကိုရဲ့ရည်ရွယ်ချက်ကလည်းပင်နေတီတီသူသဖြင့်ပေါ့နော်ဒါဒုတိယပိုင်းမိနစ်80ကျော်ကြာသွားတဲ့အချိန်မှာသူတို့လည်းပဲပင်နေတီတီသွားဖို့အတွက်တော်တော်ကိုပြင်ဆင်ခဲ့တဲ့အချိန်မျိုးပါဟောဒါမျိုးပင်နေတီမှာတော့သူတို့ရှုံးနေသွားတယ်ပေါ့နော်အက်တလတီကဒီပွဲမှာပြဝမ်းစည်းနဲ့ဥဆောင်ကိုစောစောစီးစီးရသွားတော့သူတို့ဒီ central zone ဘလော့ကစားတာတွေဆိုတော့တော်တော်ကောင်းနေတယ်မှာပါတယ် ောက်တန်း၄ယောက်ကစားတယ်လူအဲ့နောက်တန်း၅ယောက်ထိကျွန်တော်တို့အနေနဲ့ဆုတ်လာပြီးတော့ Real Madrid ကဟိုအက်တလတီကိုရဲ့ final third zone နဲ့မှာဘောလုံးကင်ထားသေးတယ်အောင်အက်တလတီကိုနေနဲ့အဲ့ defensive shape ကိုဘလူးမပြတ်မသွားအောင်ထိရင်နဲ့သူတို့တုံ့ပြန်သွားတာ block တီမှာတော်တော်လေးကိုကျွန်တော်တို့ကောင်းတာ all black ဆိုလို့ရှိရင် area များတယ်ဆိုတဲ့အလုံးကဘလောက်မှကျွန်တော်မရှိခဲ့ဘူးဒီနေ့ပွဲမှာဂိုးသမား Oblak ရဲ့အေးပံမှုတွေလည်းအများကြီးတွေ့ရတယ်။သူတို့ပြင်တန်မြန်နေသွားလို့နေရာတွေမှာသူ့ရဲ့ throw တွေ လို့ရှိရင်ကျွန်တော်တို့ဒါတောင်ပေါ်မှာပြေးတက်သွားတဲ့ကစားမကိုလှမ်းပြီးတော့ကန်တင်ပြေးတာတွေတတော်ကိုတိကျပြီးတော့အန္တရာယ်များတဲ့အခိုက်အတန့်ကြီးဖန်တီးနိုင်နေပေါ့နော်။ဒါမှမဟုတ်အာပြောပြမလို့ဒီဘာမန်တော့ unprotect မရှိခဲ့ဘူးပေါ့ဗျာဆိုတော့ Griezmann အနေနဲ့လည်းဒီနေ့ပွဲစဉ်မှာတာမန်လောက်ပဲသူလုံနိုင်ခဲ့တာဒါပေမဲ့သူ့ရဲ့အခြေဆက်တွေကတော့အသင်းပေါ်တွေအတွက်အများကြီးပိုကောင်းခဲ့တာကွင်းလယ်မှာဆိုလို့ရှိရင် Barrios တို့ Nokona Galenga တို့ Dipo တို့ Simeone တို့တော်တော်ကိုကြီးကြီးလေးလေးကစားသွားတာ physically ရတယ်သူတို့ဒီလုံးဝရှင်းနိုင်တယ်အမြင်ပေါ်တွေလည်းသူကောင်းကောင်းလုနိုင်နေပေါ့နော်ဆိုတော့ဒီ simoni တို့ barrier တို့ barriers တို့ဆိုလို့ရှိရင်တအားလေးမြင်တယ်ဗျာပြီးလို့ရှိရင် tag gaze ဘိုင်းဒီပေါ့ interception ဒီမှာလည်းအရန်ပူကောင်းတာဆိုတော့ဒီ julian everest ကတော့တပွဲလုံးနီးပါးတိုက်စစ်မှာယုံသွားတဲ့ကစားမလို့ပြောလို့ရတယ်ကိုပေါကန်တူမှုအများစုကသူ့စီကနေကျွန်တော်တို့လာတာဆိုတော့ real madrid ရဲ့ဘက်ကတော့ luka modric တို့ကပုံမှန်ခြေသွမ်းပဲပြနိုင်တယ် ဗီနီရှက်ဂျူနီယာတို့လည်းဒီနေ့ပွဲစဉ်မှာထူးထူးခြားခြားဘာမှမလုပ်နိုင်ဘူးသူတပင်ဘီနီဆိုလို့ရှိရင်ဘာပီကြောင့်ရလာတဲ့ပင်နေဒီကိုကန်တာတော့မှဂိုးပေါင်းမတက်ပဲနဲ့မင်းအတကုံထောင်တက်သွားတဲ့အလုံးနေဒီကျွန်တော်မြင်ခဲ့ရတာနော်နောက်တန်းကဖာလန်မန်ဒီတို့လည်းတအားဖြင်းနေတယ်မှာပါတယ်ဒီပွဲမှာနော်အရင်ကတည်းကမှဖြင်းပါတယ်ဆိုမှပဲဟို sorry ပါတယ်ဒီပွဲတပွဲလုံးမှာဖြင်းနေပါတယ်ဆိုမှပဲဖာလန်မန်ဒီကဒီတိုင်းချော်လဲပြီးတော့နော်အန်ဒီများတဲ့အလုံးနေခွင့်ပြုခဲ့ရလူနီပါဖြစ်ခဲ့တာတွေဒါမှမဟုတ်ကျွန်တော်ရှိခဲ့တယ်ချူဝမ်မနီကလည်းမလို့အပ်တဲ့အလုံးနေကိုဖောင်းရင်းနဲ့အဝါကက်တွေပါတယ်ရပြီးတော့ အခြေအနေမကောင်းခဲ့ဘူးဆိုတော့ရီယယ်ဘက်မှာအဆင်ပြေအောင် ဖြစ်ခဲ့တာဆိုတော့နောက်တန်းကအဆန်စီယိုတို့ရူဒီဂါတို့ဂူနမာကော်ဒရာတို့နော်ဘေဗဒီပြီးလို့ရှိရင်ဘာပေဘယ်လင်ဂန်တလောက်ပဲကျန်တဲ့ကစားမတွေကတာမန်ထက်ပိုတဲ့ခြေသွမ်းမပြနိုင်ခဲ့ဘူးနော်မပြနိုင်ခဲ့ဘူးဆိုတော့ဒီပွဲမှာကော်ဒူဝါကတော့တောက်လျှောက်သူတို့သူပုတ်ခဲ့ရတာမနေဘူးပုတ်ရတဲ့ပုတ်ချက်တွေဆိုတာရီယယ်ကဒုတိယပိုင်းကျမှဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့သူတို့ပိုကောင်းမှုကျူပန်းတယ်ဒါမှမဟုတ်ထိရောက်မှုကအက်တလက်တီကိုမက်ထရစ်ကိုမရှင်းနိုင်ဘူး အဒီကိုဆိုဒီဘက်မှာ18ကြိမ်ဒီကိုပေါက်ကန်ကွင်းရတယ်၈ကြိမ်ကိုပေါက်တဲ့တယ်ဒါမှမဟုတ်ရီရဲ့ဘက်က10ကြိမ်ပဲကိုပေါက်ကန်သွင်းကွင်းရပြီးတော့3ကြိမ်ပဲတဲ့တာဆိုတော့ဒီကိုသမားဘယ်လိုပြောမလဲဒီကော်ဒိုဝါဆိုရင်ခဏလေးပုတ်ရတာပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီဟိုဘယ်လို oblique canting ပြီးလိုက်တဲ့အလုံးထဲမှာဒုတိယပြီးမှဝင်လာတဲ့ corridor တို့ဘာလို့ဆိုလို့ရှိရင်အာ first stage ကလည်းအဲ့ဒီလုံးမှာတော်တော်ကောင်းတာဗျာနောက်ပြန်လှည့်နေဂျူလီယန်အေဗရက်စ်တို့ဘာလို့အီဒီယာပေါက်စ်လွတ်နေတာကိုမပေးဘူးမပြီးမဲ့ကိုပါတာကိုကန်ဖို့လုပ်တယ် ထောင်တက်သွားရော Everest ကိုသာပေးလိုက်ရင်အဲ့လိုငါကိုဘူးတည်ကြအောင်ရှိတယ်။ဒါမှမဟုတ်ဒီမှာတော့ Atletico ရဲ့ဘက်ကပိုကောင်းခဲ့တဲ့အသင်ဖြစ်ရတဲ့နဲ့ကိုအခွင့်အရေးတွေကအတော်အကောင်းဆုံးအသုံးမချနိုင်ခဲ့တာ။ဒါမျိုးလို့မိနစ်90မိနစ်120ဘာမှအကူတွေထက်မသွင်းနိုင်ကြတော့မင်းနဲ့ penalty အဆုံးပြတ်ကန်တဲ့နေရာမှာပဲပွဲကပြီးသွားတာ။ဒီနေရာမှာ penalty ကန်တဲ့နေရာမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲ။ပြောစရာတွေရှိခဲ့တာပေါ့ဗျာတချို့ကျတော့လေဂျူလီယန်အေဘရက်စ်ရဲ့အလုံးပေါ့ဂျူလီယန်အေဘရက်စ်ကဒီနေ့ပင်နယ်တီကန်တဲ့နေရာမှာသူကနှစ်ချက်ထိသွားတယ်ဆိုပြီးတော့ သူ့ပင်နေဒီဝင်သွားတဲ့အလုံးကပယ်ဖြတ်ခဲ့တာဘူယာကပင်နေဒီအဆုံးဖြတ်ကြည့်မှာနော်ယူယူပင်နေဒီဂျားထဲမှာကင်းနေပင်နေဒီမဟုတ်ပင်နေဒီအဆုံးဖြတ်ကြည့်မှာဂျူလီယန်အေဗာရက်စ်ကင်းနေပင်နေဒီက6ချောင်းနှချောင်းကိုထိသွားတယ်ဆိုပြီးတော့ကျွန်တော်တို့ကပယ်ဖြတ်ခဲ့တာဘူယာကဒါကန်ပြီးမှလုံးဝရီယယ်မက်ထရစ်ဘက်ကထက်ကန်တော့မယ်ဗေဘာရီထက်ကန်တော့မယ်ဆိုမှကျွန်တော်တို့ကအဲ့ရာကအတီးဖြစ်သွားပြီးတော့ပယ်ဖြတ်လိုက်တာတော်တော်ကိုနှမျိုးကိုကောင်းတယ်လုံးမရှုပ်ကြတော့လေဘာမှမထီဘူးဘာညာပြောပြမိနေလို့ချန်ပီယံစ်ဘောလုံးမှာကဟိုတာမန်မဟုတ်ဘူးဗျာ Champions League ဘောလုံးမှာကျွန်တော်အထဲမှာစန်းစားပါတယ်စန်းစားပါတယ်စန်းစားပါတယ်ဆိုတာဘလူထိကျက်မျိုးကိုပဲဖြစ်ဖြစ်စန်းလုံးနိုင်တယ်ဗျအဲ့ဒီ technology ကဆိုတော့အဲ့ဒါကပဲ VR ကိုအတိပေးပြီးတော့အဲ့ဘလုံးကပယ်ဖြတ်ခဲ့တာဆိုတော့ကျွန်တော်တို့မှတ်မိကြမယ်ထင်ပါတယ်ဒီကမ္ဘာဖလားမှာခရစ်စတီယာနိုရိုနယ်ဒိုနဲ့ပိုတူဂီကပါလေဒီဘရူနိုဖရန်နက်စ်တူရဲ့အလုံးလိုပဲဗျ။ဘာဖြစ်လဲဆိုတော့ခရစ်စတီယာနိုရိုနယ်ဒိုခေါင်းတိုက်တာလို့ဘာလို့ဖြစ်သွားတဲ့အလုံးမှာ ော်လုံးကအထက်မှာစန်စာပါတဲ့ခါကျတော့ရိုနယ်ဒိုနဲ့ထိမှုမရှိခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘရူနိုကိုရသွားတော့ကလိုပဲအခုလက်ရှိဒီမှာလည်းဘောလုံးထဲမှာသူအထက်မှာစန်စာပါတဲ့အတွက်ဒီဘောလုံးကသူ့ကိုထိလားမထိဘူးလားထိချက်မှန်တဲ့များတိုင်းကိုလည်းအဲ့ဒီအာကစန်စလုံးနိုင်တဲ့အတွက်အိုကေဒါနှစ်ချက်ထိခဲ့တယ်ဆိုပြီးတော့ဂူယာကဒီဂျူလီယန်အေဗာရက်ရဲ့ပင်နယ်တီကိုပယ်ဖျက်ခဲ့တာဆိုတော့ဘောနအယာနဲ့ပဲကျွန်တော်မာကိုစ်လိုရန်တီကလည်းလွဲတယ်ရီယယ်မက်ထရစ်ဘက်ကလည်းကျွန်တော်လွဲတယ်ဒါပေမဲ့လို့နောက်ဆုံးမှာရူဒီဂါရဲ့အလုံးနဲ့ တရုံဘောနော်ဒါ24ဆိုရဲရတဲ့နဲ့ရီယယ်မထွေကနောက်ဆင့်ကိုကျွန်တော်တက်သွားတယ်ရီယယ်မထွေအတက်တော့အက်တလတီကိုမထွေလို့မျိုးဘောနော်ပြည်တွင်းခါတီးပြိုင်ပတ်အင်မတန်ခဲရင်နဲ့ကွင်းမှာသွားပြီးတော့ကစားခဲ့ရတာဖြစ်တယ်ဆိုတော့တတော်ကိုမလွယ်ကူခဲ့တာကောင်းတာတစ်ခုကတော့အိမ်ကွင်းမှာသူတို့ကအားသာချက်ရှိအောင်ယူထားနိုင်တာရဲ့ပီနယ်တီအဆုံးဖြတ်မှာဆိုလို့ရှင်သူတို့ကအားသာချက်ရှိသွားတာရဲ့သူတို့ပြင်ရီယယ်မထွေကအက်တလတီကိုမထွေနဲ့တွေ့တိုင်းဒီလို Champions League ကာလတွေမှာဆိုလို့ရှင်ဘောနော်ပီနယ်တီအဆုံးဖြတ်တွေပါလေအများကြီးကြုံရတယ် အဲကြုံရတိုင်းမှာလည်းသူတို့ကအမြဲတမ်းကြီးပါအားသာတယ်ကြုံရတိုင်းကံရတိုင်းမှာသူတို့ကပဲနောက်တစ်ဆင့်ကိုကျွန်တော်တက်တယ်ဟိုအက်တလက်တီကိုကဒီပွဲမှာတည်တည်ကြည်ကြကိုပြင်ဆင်လာတာဒီဒါကြောင့်လည်းသူတို့ပင်နေတီအထိသွားမယ်ပေါ့နော်ဒီဂျိုးပန်းတဲ့ပုံတွေကျွန်တော်တွေ့ခဲ့ရတာပဲအိုင်မဲတို့ပေါ့နော်ထင်တယ်လို့မဖြစ်ခဲ့ဘူးရီယယ်မက်ထရစ်ဘက်မှာဆိုလို့ရှိရင်ဘီနီဒိုဘာလို့တော့မှလဲပလိုက်တာဘီနီရှက်ဆိုလို့ရှိရင်ဒီပွဲမှာဘလို့မှအဆင်မပြေခဲ့ဘူးဆိုတော့ဒီယာဒီကိုကျွန်တော်ကြည့်ရင်ဂျူပယ်လင်ငံပဲကြည့်ကြည့်ဘီနီရှက်ဂျူနီယာပဲကျွန်တော်ကြည့်ကြည့်ကီလီယန်ဘာဘီပဲကျွန်တော်ကြည့်ကြည့် ၃ရောက်စလုံးကတကယ်အရေးပါတဲ့အခိုက်အတန့်ညီမှာကန်ရတဲ့ပင်နေတီတွေကိုအကုန်လုံးကလွဲထားကြတာရော်ဘိုချီနီမကောင်းဘူးဗောနော်နောက်ပွဲတွေမှာတော့ရိုဒရီဂိုလိုတည်ငိမ့်တဲ့ကစားမတစ်ယောက်တည်းအဲဒါ chance တွေပါပြီးနေဒီကန်ခွင့်ရလာမလားတော့ကျွန်တော်ကြည့်ရမယ်အမေရိကန်ဒါ real မထွက်အနေနဲ့ဒါသူတို့ပြိုင်ပွဲလို့ပြောလို့ရတဲ့ champions league ပြိုင်ပွဲမှာတော့အတိတ်မလားမပဖြစ်ခဲ့ပြီမယ်လို့နောက်တစ်ဆင့်ကိုသူတို့တက်တယ်ပေါ့ဗျာဆိုတော့ julian alvarez နဲ့ atletico မထွက်အတွက်တော့တော်တော်ကိုနှစ်မျိုးစရာကောင်းတဲ့ပွဲပါ ဆိုအိမ်ဝင်တအားမာတဲ့အက်တလက်တီကိုကလက်ရှိချိန်တရာဒီလုံးထိကျွန်တော်တို့အိမ်ဝင်တပွဲပဲရှုံနေထားသေးတယ်ရီယယ်မက်ထရစ်ကိုလည်းအမှန်ကန်သူတို့ဒုက္ခပြီးသွားပြီးတော့လက်ရှိမှာသူတို့ပြုတ်ခဲ့ရတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်ဒါသူတို့ရဲ့ဒီလာလီဂါမှာတော့သူတို့အယုံဆိုင်ရတော့မယ်လာလီဂါမှာလည်းရီယယ်မက်ထရစ်နဲ့အမှတ်မကွာဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒီဘာစီလိုနာနဲ့လည်းအလောက်ကြီးကျွန်တော်မကွာဘူးသုံးသိန်းညမှာတတ်မှတ်ပေးလာမှသူကွာကြတာဆိုတော့ရီယယ်မက်ထရစ်တက်ကတော့လက်ရှိမှာချန်ပီယံစ်လိဂ်တွေကိုပြည်တွင်းပြိုင်ပွဲတွေကို အက်တလတီကိုကတော့ AC ဖြစ်သွားပြီပေါ့ဗျာထွက်ခဲ့ရပြီမဲ့လို့ဒါပေမဲ့နှမျောစရာပါအက်တလတီကိုကအများကြီးပူကောင်းခဲ့တဲ့တင်အိမ်ငွေမှာအမျောကံမကောင်းခဲ့ဘူးလို့ပဲကျွန်တော်ပြောရမယ်ဆိုတော့ညီကတို့အနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါဦးကြည့်ကြပါဦးညီကိုများတို့ကိုကျေးဇူးများကြီးတင်ပါတယ်